လေ့ကျင့်မှုသင်ယူမှုဆိုတဲ့စွမ်းအားတွေကနေစွမ်းအားထက်လာပါဠိမှာလေ့ကျင့်လို့စွမ်းအားထက်တာစေနဝတိစွမ်းအားတွေတက်လာတဲ့ပုဂ္ဂိုလ်ရှင်သာရိပုတ္တရာမထေရကြီးဉာဏ်ဤဉာဏ်သွေးကောင်းတယ်လို့ပြောတာတခြားအကြောင်းနေပြင်အဓိကအကြောင်းကဘာလို့ဆိုစေနဝတိပဲ လေ့ကျင့်နေလို့ဉာဏ်ဉာဏ်သေးတွေထက်တာရှင်မမောကလံကုရောမြတ်ကတကောရမှာဣတရရပြီးထွချွန်တယ်လို့ဆိုတဲ့နေရာမှာလည်းပဲအခြားเจ้าနေပြင်စိဏဝတိလို့ခေါ်တဲ့နေ့စဉ်နဲ့မြတ်လေ့ကျင့်နေလို့ထက်တန်လာတဲ့စွမ်းရည်တတ္တိတွေရှိလို့ခေါ်တာဘယ်ကိစ္စပဲဖြစ်ဖြစ်လေ့ကျင့်ထွချွန်လာတာပဲလို့ဒီလိုမှတ်ရမယ်เนาะအေးပါရမီဆိုတဲ့နေရာမှာလည်းပဲခုလို့ကောင်းတဲ့ကိစ္စတွေမှာလေ့ကျင့် ကောင်းတဲ့ကိစ္စတွေဆိုတာဒါနကိုရှိတာကိုအများနဲ့ခွဲဝေပြီးတော့သုံးတယ်။လောကလူတွေဟာကိုရထားရင်ကိုယ့်ဘာကိုယ်ပဲစုထားတယ်ဘယ်သူမှမပေးဘူး။အလုံးထဲထားတယ်၊လုံခြုံရေးကိုစီမံကြတယ်၊ဖွဲ့ထားတယ်စသဖြင့်။စဉ်းစားကြည့်လေ။လောကလူတွေရလာတဲ့ပစ္စည်းဥစ္စာဆိုသူ့ဖွဲ့သိမ်းစည်းထားကြတာပဲများတယ်။ဘယ်သူအတွက်သူ့ဝေးသိမ်းစည်းထားတာတော့ဆိုငါအတွက်သူ့ဖွဲ့သိမ်းစည်းထားတာ။အဓိကကတော့ငါအတွက်ပဲနော်။ အဲ့ဒါကိုအများနဲ့ခွဲဝေပြီးတော့သုံးကျင်တဲ့စိတ်ဓာတ်ဆိုတာဒါမြင့်မြတ်တဲ့ပုဂ္ဂိုလ်